မန်နီကင်းဆိုခင်ဗျာကျွန်တော်တို့ဗမာနိုင်ငံနေလက်ခံကျင်းပါတယ်ဒီ SEA Games မှာတော်တော်ခက်ခဲနနာဖြောဖြေသွားတာရောပရိသတ်တွေအားပေးတာရောနောက်ဟိုဒီ SEA Games ရဲ့ပြင်ဆင်ပေါ့လေဟုတ်ဟိုမီးရောင်နေရအစအကတွေအစုံပေါ့နော်ဆိုတော့တော်တော်ခက်ခဲနနာလောက်သွားတာတွေ့ရပါတယ်ဒီအိန္ဒိယနိုင်ငံတွေကလည်းတော်တော်ချီးကျူးတယ်ဆိုတော့အဲ့လိုမျိုးဒီပွဲမျိုးမှာဒီအစုံကြီးပေါ့လေလူပေါင်းများစွာနဲ့ဟန်ချက်ညီညီဖြစ်နိုင်မှုအတွက်ဘယ်လို 調査ပြီးပြင်ဆင်ခဲ့ရတယ်ခင်ဗျာအာတကယ်လို့ဆိုရင်ဒီနီးကိုပြင်ဆင်ခဲ့တနှစ်ခွဲလောက်ရှိပါပြီဒီမှာတခြင်းတခြင်းအပုပ်ကြီးရလဲတကယ်တမ်းဖြော်ပြီးတဲ့အခါကျတော့၁၀ပုတ်လောက်သာရှိပေမဲ့တကယ်တမ်းစကားတင်ရွေးရအပုပ်၁၀၀လောက်တရားရွေးထားရတယ်နောက်အဲ့တွဲ MTV အများကြီးသွားရရတယ်ဗောနော်အဖက်ဖက်ကပဲ調査ကြတာပါဟိုအမှုပညာဘောင်းဆောင်ခန္ဓာဘောင်းဆောင်ကနေပြီးတော့調査ခဲ့တာတနှစ်ခွဲလောက်ရှိနေပါပြီအစက program ကြီးချက်ပုံများရတယ်အထက်ထက်ခါကနီးကိုအစည်းအဝေးလောက်ကြပြီးတော့ဒီဖြော်ပြီးဝယ်ယူတင်ဆက်ခဲ့တာပါ တနစ်ခွဲလေးချက်တဲ့ကာလမှာတော်ပြီဒီဟာကိုမလုပ်တော့ဘူးမဆိုတော့ဘူးဆိုပြီးတော့စိတ်ထဲမှာဖြစ်မိတက်ကတက်ကသွားရတယ်နေပြီးတော့နောက်ဟိုလိုက်ကော်ဘက်ဒီပါသွားရတယ်နေအရန်အဝေးလန်လေးသွားရတယ်နေအကြောင်းတစ်ဖက်နဲ့နောက်စီဈေးကိုတစ်ဖက်နဲ့ စီရင်ဝါခွင့်မပေးဘူး။အားစားကိစ္စတွေပြီးရဆိုရင်တော့ပြန်ဆင်းခိုင်းနေပေါ့ဆိုတော့ညနေမအိမ်ညမအိမ်ပေါ့ခကြီးလည်းသွားခဲ့ရတယ်ဆိုတော့ဒါကနေတို့ရဲ့နိုင်ငံနိုင်ငံကိစ္စဖြစ်နေတယ်။နေတခုခုချွတ်ချော်ခဲ့ရတဲ့နေမှားခဲ့ရတဲ့အတိုင်းပြည်ကိုထိခိုက်မဲ့အရေးဖြစ်တဲ့အတွက်နေအရန်ကိုအားစိုက်ခဲ့ပါတယ်။ဒီ SEA Games ကကျွန်တော်တို့တိုင်းပြည်ရဲ့ပြန်ပြီးတော့ပွင့်လင်းလာတဲ့အခြေအနေမှာအတိုင်းပြည်ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေတဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာရုတ်တရက်လိုလက်ခံကျင်းပလာတဲ့ခါကျတော့စိတ်ထဲမှာပို့ပြီးတော့ အားထားရတဲ့သဘောလားဟုတ်ကဲ့ပါပြီးတော့ဟိုနိုင်ငံတကာနောက်ကဘာလည်းဒီပွဲကိုစောင့်ကြည့်နေရဲ့ဒီချိန်ကဟို peak ဖြစ်ညာပါတော့လူတွေအရင်စိတ်ဝင်စားနေတဲ့အချိန်ဖြစ်နေတဲ့အချိန်မှာအဲဒီပွဲယူအောင်မြင်ကျင်းမနိုင်ခဲ့တဲ့ခါကျတော့ချီးကျူးကြပါတယ်အများကြီးဟုတ်လင်းကျင်းတဲ့အခါမှာတော့အားကစားတွေထဲမှာတော့လူငယ်တွေအများများတယ်မိန်းကလေးတွေရောယောက်ျားလေးတွေရောအများများတယ်ဆိုတော့ဒီလူငယ်တွေကတော့အဲ့လိုမျိုးအချိန်ကြာကြီးလင်းကျင်းခဲ့ရတာလားမန်နီနီခင်စားတို့ဘယ်လိုတွေ့ခဲ့လဲအာနီရ ့ကြည့်ခဲ့တာဒီကလေးတွေကနှစ်ပေါက်သွားပြီ9တန်း10တန်းကလေးလေးတွေတောင်းနဲ့အဲတတောင်းကြော်ရဲရှင့်သူတို့စိတ်တက်ရလဲဟိုတိုင်းပြည်အတွက်ဆိုရဲစိတ်နဲ့သူတို့ညီညာကကြရဲဘာလို့ဟိုလူတတောင်းကြီးညီဖို့ဆိုတော့မလွယ်ဘူးပေါ့ဒါပေမဲ့သူတို့အရန်စူးစမ်းပြီးကကြရဲတကယ် final လဲကြလဲကြတော့သူတို့အားစိုက်ပြီးကရဲအားလုံးကတပြင်းညီပဲပြိတ်သက်ကောဆိုရဲသူကောကရဲသူကောအားလုံးကတသားရဲဖြစ်သွားခဲ့ပါရဲ့အဲ့နေကဒီလိုမျိုးအကတွေပါညီအောင်တို့လိုက်တင်တင်ပါရင်စနေကြဖြစ်အောင်တို့ကဘယ်ကပညာရှင်တွေနဲ့တုံးတာလဲ ဒီအကကတော့မြန်မာကဒီရင်ကျေးမှုကဆီယမတွေပဲတည်သက်လုပ်ခဲ့တာပါချာမြေဒီဟိုဟို association ကူကမှလာပြီးတော့ကုညီပေးရမှရှိပါဘူး။ဒါ lighting တို့ camera တို့ဘာတို့ဒီတိထားသမျှတော့ဒီ American က director တွေနဲ့နော် lighting ဆိုရင်ဒီပေါ့ China ကပေါ့နော်အဲ့ရနေပြီးတော့သူတို့ငှားကြတာပါငှားပြီးတော့လုပ်ကြတာပါ။စီကိန်းမှာတရှင်းနှစ်ပုတ်ဆိုးသွားတယ်ပေါ့နော်။တစ်ပုတ်ကမြန်မာလိုတစ်ပုတ်ကအင်္ဂလိပ်လိုဆိုတယ်ဆိုတော့အင်္ဂလိပ်လိုဆိုတဲ့တရှင်းရဲ့ အတိတ်ပဲပါလေခင်ဗျဟုတ်ဟောပေါ့ဒီမြန်မာနိုင်ငံမှာပြောရှင်ကြပါစီအဲကျမတို့ညီမလူမျိုးတွေကမင်္ဂလာပါလို့အားလုံးနှုတ်ဆက်ပါတယ်ပေါ့နော်မြန်မာနိုင်ငံမှာလည်းရှုတစိတ်စုတွေအများကြီးရပြီးတော့ဟိုအောင်မြင်တဲ့နေ့တွေပိုင်ဆိုင်နေပါစီဆိုပြီးတော့ပြောပြောထားပါဟုတ်ကဲ့ဆိုတော့ဒီ C game ကတော့ပြီးသွားပြီပေါ့လေဒီ C game ပြီးသွားတဲ့အတွက်တော်တော်များလည်းကျင်တာအားအားကြတယ်ဟုတ်ဆိုတော့ပမာညီမဆိုလည်းမြန်မာမျိုးသမီးတင်ရတတိယအဆင့်ထိကိုရောက်သွားတယ်ပမာအဆင့်တော့မျှော်မှန်းခဲ့ကြတာပေါ့ဆိုတော့အဲ့လိုမျိုးဒီကိုယ်တိုင်ပါဝင်ပြီးတော့ ဒီပမာပြီအတွက်ဂီတနဲ့ဖျော်ဖြေပေးရတဲ့အတွက်စိတ်ထဲမှာဘယ်လိုမျိုးအရင်စူးစမ်းခဲ့တဲ့အချိန်နဲ့ပြီးသွားတဲ့အချိန်နဲ့ဘယ်လိုကွာဟမှုရှိလဲ။ဟုတ်ကိုစူးစမ်းခဲ့တဲ့လောက်ကိုတော့ဟိုစိတ်ထဲမှာပီတိဖြစ်တယ်။နောက်ပြီးကြေလဲကျင်တတ်တယ်။ အောင်မြင်ကြီးပြီးတော့ကျင်းတတ်တယ်။အနေနဲ့ဆိုရတာအဆင်ပြေခဲ့လို့အောင်မြင်ခဲ့လို့ကျင်းတတ်တာမျိုးမဟုတ်ဖ ೇನೆ ။ပြည်သူတယောက်အနေနဲ့အော်ငါတို့ဒါအောင်လုပ်နိုင်ခဲ့ပါလားဆိုရဲစိတ်ကြီးကအရန်ကိုပျော်ရွှင်ခဲ့တယ်။ပြည်သူတွေပြစ်ပြောမှာနီဆိုရင်ငယ်တယ်ငါတို့တော့ဟိုအပြစ်ပြောစရာတွေတော့မရှိတော့ဘူးပေါ့နော်ညီတို့အဲ့အပြစ်ပြောမှာပဲနီဆိုရင်ငယ်တာပေါ့နော်ညီတို့အရန်စူးစမ်းခဲ့ရတယ်ဆိုတာပြည်သူတွေသိစေချင်တယ်